ကျွန်တော် knowledge sharing video တွေမရိုက်တာလဲတော်တော်ကြာပြီပေါ့နော်ဒါကျွန်တော် page ကို follow လုပ်ထားတဲ့သူတွေကျွန်တော်မိတ်ဆွေတွေဒါကိုသတိထားမိမှထင်တယ်ဆိုတော့ knowledge sharing video တွေကိုဘာဖြစ်လို့ကျွန်တော်မရိုက်တယ်လဲဆိုတော့အခုအားလုံးသိတဲ့အတိုင်း knowledge sharing video ရိုက်တဲ့သူကတော်တော်များတယ်ပေါ့နော်ဆိုတော့အဲ့ထက်မှာအင်္ဂလိပ်စကားကိုတကယ်လက်တွေ့ဘဝမှာပြောမဲ့သူတွေအတွက် knowledge sharing တွေကလိုအပ်တာတည်းပို့ပြီးတော့ဖောင်းပွနေတယ်ဆိုတာမျိုးလေသွားပြီးတော့သတိထားမိတယ်အာတချို့သူတွေ sharing လုပ်တဲ့အပိုင်းတွေဆိုလို့ရှိရင်ဒါ native speaker တွေတောင်မှတိတ်ပြီးပြောလိပြောထားမှရှိတဲ့ဒါအရန်ကိုခက်ဆန်တဲ့ဒါစကားပြောတဲ့ပုံစံမျိုးလေးရှိတယ်။ဆိုလိုချင်တာကဗျာကျွန်တော်တို့မြန်မာဘာသာစကားတောင်မှဒါတယောက်နဲ့တယောက်တွေ့တဲ့အခါမှာနှုတ်ဆက်တဲ့အခါမှာအသက်ရွယ်အားဖြင့်ဝါအားဖြင့်အစာရှိတဲ့ဖြစ်ပေါ့နော်ဟိုလူတိုင်းလူတိုင်းကိုဒီနှုတ်ဆက်တဲ့ပုံစံတစ်ခုတည်းနဲ့ကျွန်တော်တို့နှုတ်ဆက်လို့မရဘူးအဲအင်္ဂလိပ်မှာလည်းဒီလိုပဲပေါ့နော်ဆိုတော့ကိုနဲ့အရန်ကိုရင်းရင်းနှီးနှီးပုံမှန်လင်းလင်းပေါင်းတဲ့ သူတယောက်ကိုလမ်းမတွင်နှုတ်ဆက်တာနဲ့ဆရာသမားတယောက်ကိုလမ်းမတွင်နှုတ်ဆက်တာနဲ့အဒီနှုတ်ဆက်ပုံမျိုးတွေကဘယ်လိုမှမတူနိုင်ဘူးပေါ့နော်ဆိုတော့အဲ့အခါမှာကျွန်တော် knowledge sharing ရိုက်ဖို့အစီအစဉ်ကိုဒါလက်လျှော်ထားလိုက်တယ်မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်မရိုက်ဖြစ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီ English စကားပြောသင်တန်းတွေဖွင့်ရင်းနဲ့ ဘာလို့တရီထားမိလဲဆိုတော့အာများသောအားဖြင့်ကျွန်တော်တို့နိုင်ငံမှာလူငယ်တော်တော်များများ Middle East ဘက်ကနိုင်ငံတွေကိုရောက်သွားကြတယ်ဗော။နောက် UAE ဘက်တွေရောက်သွားကြတယ်။အာနောက်တခြားတခြားသောနိုင်ငံတွေဒီ Asia တွေမှာလည်းတချို့နိုင်ငံတွေမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်များများကို ရောက်နေရအောင်တွေးရတယ်။ဆိုတော့ကျွန်တော်တင်တဲ့နေ့မှာသူတို့ဝင်တက်ကြတယ်။သို့တော့ နိုင်ငံသားတဲ့သူတွေတော်တော်များများမှာအင်္ဂလိပ်စာအခြေခံကောင်းတဲ့သူတွေလည်းပါတယ်ဗျာတချို့ဆိုအာအထက်တန်းလောက်ထိတက်ထားခဲ့ဘူးတဲ့သူမျိုးတွေလည်းပါတယ်ဘွဲရတဲ့သူတွေလည်းပါတယ်အဲ့တော့ဘွဲ့လွန်တွေလည်းပါတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်အဲဒီလိုလူမျိုးတွေအတွက်ကတော့ဒါ English ဘာသာစကားလိုလိုတယ်ဒါပေမဲ့သူတို့မှာအဲ့လိုတဲ့အတိုင်းအတာကိုဟိုကဖြစ်ဖို့လေအဆင်ပြေတယ်ပေါ့နော်ဟိုနည်းနည်းပါးပါးလေးလုပ်ငန်းကွင်ထဲမှာပြောင်းရင်းစုံရင်းတဲ့ကိုတင်ယူသွားလို့ရတယ်ပေါ့နော်ဒါအရင်ခက်ခက်ခက်ခဲကိစ္စမဟုတ်ဘူးသူတို့အတွက်ဒါပေမဲ့ English စကားပြော ့မဟုတ် English ဘာသာစကားသင်နေတဲ့ဆရာဆရာမတွေတော်တော်များများဆိုရင်ဒါကိုသတိထားမိလိမ့်မယ်။တချို့တွေကဘာအင်္ဂလိပ်စာအရေးအချင်းမှမရှိဘူးပေါ့နော်။ဆိုလိုချင်တာအင်္ဂလိပ်စာအရေးချင်းမရှိဘူးဆိုတာနှိမ်ပြီးတော့ပြောချင်တာမျိုးမဟုတ်ဘူး။မဖြစ်မနေမှတ်လို့ဒါကျွန်တော်တို့သူများနိုင်ငံတော်အလုပ်လုပ်ရတယ်။အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးဘာဆိုဘာမှမသိတဲ့သူတွေကလည်းတတ်တတ်တအုပ်စုရှိနေတယ်။ဆိုတော့သူတို့တွေ English ဘာသာစကားသင်တန်းတွေကျွန်တော်တို့ရှိမှလာတဲ့အခါကျတော့တော်တော်အခက်အခဲဖြစ်တာမျိုးတွေတွေ့ရတယ်ပေါ့။နော်ဒါပေမဲ့ ဒီလိုလူမျိုးတွေအတွက်ကျွန်တော်တို့ကတခုခုလှုပ်ပေးဖို့ဆိုတာမဖြစ်မနေလိုးလာပြီပေါ့နော်။ဥပမာကျွန်တော်ကြားဖို့လိမ့်မယ်ဒီ Oman တို့เนาะကျွန်တော်ဒီ UAE ဘက်မှာဆိုလို့ရှိရင် Jordan တို့အဲ Dubai တို့ဒီမှာတော့အလုပ်လုပ်ကြတဲ့သူတွေအများကြီးရှိတယ်။အဲ့တော့ဘာသာစကားလုံးဝမတတ်တဲ့လူတွေတွားလှုပ်တဲ့အခါမျိုးကြရင်သူတို့အနေနဲ့ဒီဘာသာစကားအခက်အခဲကတော်တော်ကြီးရယ်ဆိုတာတွေ့ရတယ်။အရန်ကိုလွယ်တဲ့စကားပြောပုံစံလေးတွေကနေစပြီးတော့ အာဒီလိုလူမျိုးတွေအတွက်တဆင်ချင်းတဆင်ချင်းတဆင်ချင်းအာတနည်းဦးနည်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 းပေါ့နော်တို့ကအလုံးလုံးရင်းနဲ့ပင်ရမဲ့သူတွေဖြစ်တဲ့အတွက်အများကြီးလဲတို့ sharing တောက်လုပ်ပေးလို့မရဘူးအာတနည်းဦးနည်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 းချင်းစီဒါ English စကားကိုဘယ်လိုလွယ်လွယ်ကူကူလေးပြောလို့ရမလဲငါဒီလူတွေကို เนาะဒီလို class ကလူတွေအတွက်ကိုဘယ်လိုမျိုးလုပ်ပေးလို့ရမလဲဆိုပြီးကျွန်တော်အများတန်းတွေးရပါเนาะဆိုတော့ကျွန်တော်နောက်နေ့ video တွေမှာဆိုလို့ရှိရင်ဒါအင်္ဂလိပ်စကားကိုအရန်လွယ်တဲ့အနေအထားနေတဖြည်းဖြည်းချင်းတဆင်ချင်းဆိုလို့ကျင်တာဗျာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီးဘာမှမသိတဲ့သူတွေလည်းဒီ video လေးတွေကိုကြည့်လို့ရမယ်နောက်ပြီးတော့တနေ့ကိုနည်း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 ကိုအလုပ်အားတဲ့အချိန်လေးတွေမှာ၄-၅၀မိနစ်လောက်ပေးကြုံနဲ့ အချိန်အတိုင်းနာတစ်ခုထိကြားတဲ့အခါမှာဒီဘာသာစကားကိုတော်တော်လေးကိုလဲလဲဝဲဝဲပြောနိုင်သွားမယ်ဆိုတဲ့အနေအထားမျိုးတစ်ခုကိုလည်းဆွဲခေါ်ပေးသွားခြင်းတော့ဆိုတော့ကျွန်တော်အဲ့လို view မျိုးလေးတွေကိုရိုက်ပြီးဖို့ရှိပါတယ်သင်တန်းဖွင့်ပြီးတော့ပထမသင်ဖို့စဉ်းစားပြီးမှကျွန်တော်ဒီယာရီနဲ့ပတ်သက်ပြီးနောက်ပိုင်းဖွင့်ပြီးလည်းဖွင့်ပြီးမှသို့တော့အခုကတော့ကျွန်တော်တို့ဒီ အင်္ဂလိပ်ဘာသာစကားကိုအရင်အလွယ်ဆုံးဆိုတဲ့အနေထားအနေဒါဘယ်လိုသင်ယူသွားရမလဲဆိုတော့အပေစကားအပေအပိုင်းတွေမှာပြောရမယ့်စကားလေးတွေကိုကျွန်တော်တို့ပို့ပြီးလိုအပ်မလဲပေါ့အဲ့ဒီတော့ကိုကျွန်တော်အင်္ဂလိပ်စာအခြေခံမရှိတဲ့သူတွေအတွက်အလွယ်ကူဆုံးအင်္ဂလိပ်စကားပြောနည်းလေးတွေကို knowledge sharing အနေနဲ့ တင်ပေးသွားဖို့ရှိပါတယ်ဒါကကျွန်တော်တို့ဒီ Facebook နဲ့တခြား social media တွေပေါ်မှာလုံနေတဲ့ကွက်လက်လေးတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တဲ့အတွက်ဒီ video လေးတွေကိုကျွန်တော်တို့ learn with SMB ကနေပြီးတော့မှဒါမြင်တာနဲ့ကျွန်တော်တင်ပေးသွားဖို့ရှိပါတယ်ကိုက English ဘာသာစကားကိုငါကငါဒီဘာသာစကားနဲ့ပတ်သက်ပြီးငါဘာမှမသိဘူးဘာမှမပြောတတ်ဘူးနော်ဘာဆိုဘာမှ နားမလည်သေးဘူးဆိုတဲ့သူတွေလည်းဒီအစီအစဉ်လေးတွေကိုဆက်ပြီးတော့ဆောင်မျိုးကြီးရှုနိုင်ပါတယ်ပညာရေးချင်းကကန့်သက်ချက်တခုမဟုတ်ပါဘူးเนาะအလက်တန်းလောက်ပဲတဖူးတီဖြစ်ဖြစ်အထက်တန်းလောက်ဒီပဲတဖူးတီ ည်ဖြစ်ဖြစ်အားမကွာဘွဲတပွဲနှစ်ဘွဲသုံးဘွဲဗနက်ဘွဲပဲရရငါဒီဘာသာစကားကိုတော့ဟိုးအခြေခံကနေစပြီးတော့ပြန်လေ့လာခြင်းနဲ့ဆိုတဲ့သူတွေကကျွန်တော်တို့ဒီ language assembly ကနေပြီးတော့မှဒါကျွန်တော်တို့ episode ကလေးတွေအများစွာနဲ့တင်ပေးသွားမယ့် TV လေးတွေကိုဆက်လက်ဆောင်ရွက်ကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကြိုတင်တင်ကောင်းပါလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်